အခုဒလော်နာမည်ကြီးနေတဲ့3ရဲ့ Atlas Raw ကဒိုသားတွေစီကရဲရင်းလျက်လာ။ဒါမှမဟုတ်ကြဲတော်ကွန်တစ်ခုတက်တက်ပဲလား။ ပြီးတော့ Three Atlas အကြောင်း တော်တော်များများလေးလာမင်းထားကြလို့လေးလာထားတဲ့လောက်လေးပြပြပေးချင်ပါသေးတယ်။လွန်ခဲ့တဲ့လေးလ2025ခုနှစ်ဇူလိုင်လတရနေ့မှာ scientist တွေက solar system နဲ့ကိုနေဖွဲ့စီရဲ့အပြင်ဘက်ကနေရောက်လာတဲ့အရာဝတ္ထု interstellar object တခုကိုစပြီးတော့သတိထားမိခဲ့ကြတယ်။ဒီ Three Atlas ကတစ်စက္ကန့်60 km လောက်နေပါအမြန်နှုန်းနဲ့သွားနေတာ။အဲ့ဒီအချိန်ကအရင်ကနေဖွဲ့စီတွေဝင်လာမှုတဲ့ Oumuamua နဲ့ Two Bodies of Death တော်တော်လေးကိုပုံမြင်ပါတယ်။ တကယ်တော့သူရဲ့ Atlas ကနာမည်အသေးပဲဟာတတိယအကြိမ် Solar System နဲ့ကိုရောက်လာတဲ့ Interstellar Object ဖြစ်တာမို့လို့ Gree အိုင်ကတော့အားလုံးသိကြတဲ့အတိုင်း Interstellar Atlas ကတော့ဒီဟာကိုပထမဆုံးတွေ့ရတဲ့ Telescope ရဲ့နာမည်ကိုအစွဲပြုပြီးတော့ပေးထားတာပါဒီသူရဲ့ Atlas ကိုတချို့လူတွေက Alien Spaceship တချို့ကြတော့လဲကျဲတကုံဆိုပြီးတော့ပြောကြတယ်ပထမဆုံးဘာဖြစ်လို့ကျဲတကုံလို့ထင်ရတာလဲနောက်ထပ်ပြည်ပညာရှင်တွေက Telescope နဲ့ Trier Atlas ကိုကြည့်လိုက်တော့ဒီဟာကရေရဲ့ ဟော်မုန်းနဲ့ဓာတ်ငွေတွေပါဝင်တာကိုတွေ့ခဲ့ရတယ်။အဲဒါကြောင့် Trian Atlas ကနေနာကိုရောက်တဲ့အခါနေရဲ့ကိုကြောင့်အငွေပြဲပြီးတော့အမီးကိုလည်းတွေ့လိုက်ရတယ်။အဲဒီထက်တွေကကျဲတကုံတို့ရဲ့ပုံစံနဲ့တော်တော်လေးဆင်လွနေပါရဲ့။ဒါပေမဲ့ထိုးစန်းတာတစ်ခုအားဒီ gas နဲ့ဖုံမှုနေကြောင်းဖြစ်လာတဲ့အမီးက solar radiation ကြောင့်ဖြစ်တာမို့လို့ဒီအမီးကပုံမှန်ဆိုလို့ရှိရင်နေရဲ့စန့်ကျင်ဘက်မှာရှိရမှာပါ။ဒါပေမဲ့ဒီကျဲတကုံကနေထွက်လာတဲ့အလင်းအမီးက နေဘက်မှာရှိနေရဖို့နောက်ဆုံးရတဲ့ပုံတွေရသိခဲ့ရပါတယ်။ပြီးတော့ဒီ3ရ Atlas နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထိုးစွမ်းတဲ့အချက်တွေကလည်းရှိတယ်။အဲ့ဒါကပုံမှန်ဆိုလို့ရှိရင်နေဘွေစီရမှာရှိနေတဲ့ဂျူရီတွေအုပ်ပါကလေးတွေကနေရဲ့စွဲငင်အားလမ်းကြောင်းအပိုင်းယူနေကြရတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေက3ရ Atlas ကိုစောင့်ကြည့်တဲ့အခါသူကနေရဲ့စွဲငင်အားကြောင့်တွားရမယ့်လမ်းကြောင်းကိုလမ်းလွဲပြီးတော့သွားနေတယ်။ပြီးတော့တာမန်ရှိန်ထက်နည်းနည်းလေးပုံမြင်သွားတာကိုလည်းတွေ့လိုက်ရတယ်။ပုံမှန်သဘာဝကျယ်တဲ့ဝင်တွေမှာဒီလိုလမ်းကြောင်းလွှဲတာ အချိန်မြန်တာကဘာဖြစ်လို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီထဲမှာရှိရဲ့ရေခဲတွေနဲ့ကာဗွန်နိုင်အောက်ဆိုက်တွေကနေနောက်ရောက်တဲ့အခါအငွေ့ပြန်ပြီးရောဒုံးပြန်လိုမျိုးတွန်းကန်နေအားရော့ကက်အက်ဖက်ကိုထုတ်လွှတ်တယ်။ဒါပေမဲ့ဒီ Trier Atlas ကလန်းလို့တဲ့အချိန်ကပုံမှန်ကြက်တော့နဲ့အငွေ့ပြန်တဲ့နှုန်းထက်ပိုမြန်နေဆိုပြီးတော့သိပ္ပံပညာရှင်တွေအတန်တရာဝင်ကြတယ်။အဲ့ဒီတော့ဒါရိုးရိုးသဘာဝဖြစ်စေမဟုတ်ဘဲနဲ့တကူဘဝမောင်းနေနေရလားဆိုတဲ့အတွေ့အကြုံလူတချို့ရဲ့ကောင်းတွေရောက်လာတာပါ။ဒီကတော့ Alien Space Shell လို့လူတွေထင်ကြတဲ့ပထမဆုံးတစ်ချက်ပဲဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့သူ့ရဲ့ nucleus ကအခြေအပြင်5 cm လောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မျက်စိရည်မြင်အောင်ပြောရရင်တော့မျိုးရင်းတစ်မျိုးရဲ့အရွယ်စားလောက်တောင်ရှိတယ်။ဒီလောက်ကြီးတဲ့ရာဝတ္ထုတစ်ခုကတဘာဝရဲ့တွန်းကန်မှုကြောင့်လေယာဉ်တွေကိုလွင်ထွက်လာဖို့ဆိုတာက မဖြစ်နိုင်လောက်အောင်ရှားပါတယ်လို့ယူဆလို့ရတယ်။အဲ့အကြောင်းသူတွေကဒီ3ရ Atlas ကအကြီးပညာအရာဖန်တီးရတာလားပြီးတော့3ရ Atlas ကအာကာသတွေကိုနှစ်ပေါင်းများစွာခေးသွားလာနိုင်မှုအတွက်ဖန်တီးကြတဲ့မာသားရှစ်တစ်ခုများလားဆိုရင်မေးခွန်းတွေကထွက်ပေါ်လာတာပါ အချုပ်အနေနဲ့ပြောရရင်တော့ဒီ 3R Atlas ကသူ့ရဲ့ပုံမှန်မဟုတ်တဲ့အရှိန်နဲ့ကြီးမားတော့တဲ့ UAS တွေကြောင့်တရကောမဟုတ်ပဲနဲ့ Alien Space ရဲ့လို့ပြောဆိုနေကြတာ။ဒါပေမဲ့တိတ်ပံပညာရှင်အများစုကတော့ဒီဟာကအလွန်ရှားပါတဲ့တရကောမျိုးစားတဲ့တစ်ခုဖြစ်နိုင်ခြင်းအပိုများတယ်လို့လက်ခံထားကြပါတယ်။ဒီလိုမျိုး 3R Atlas ကထူးခြားချက်တွေကြောင့်ပဲအခုချိန်မှာကမ္ဘာပေါ်ကနက်ခဲပေရပညာရှင်တွေကဒီ object ကိုအာရုံစိုက်ပြီးလေ့လာနေကြပါပြီ။ဒါနဲ့တချို့ကထူးထူးဆန်းဆန်းဒီကြေတကွန်ကြီးဟာကမ္ဘာပေါ်ရောက်လာမှအစိုးရနေတဲ့သူတွေလည်းရှိတယ်။ အဲ့ဒါနဲ့ပတ်သက်လို့လက်ရှိမှာတော့ Three Atlas ကကဘာပေါ်လဲရောက်မလာနိုင်ပါဘူးပြီးရောသူက Solar System နဲ့ကနေဖြတ်သွားရုံတော့ပါပဲ